ဟယ်လိုမင်္ဂလာပါလောက်ကင်မှာရှိတဲ့တငယ်ချင်းတွေအာတခုတော့လာပြောပြချင်တယ်နော်ဘာလို့လဲဆိုတော့ပမာတွေပေါ့အထူးတစ်ဖြစ်ပမာတွေတိလားအယဲနှိမ်ချင်ကြတယ်ပမာဆိုတာအယဲနှိမ်ချင်ကြတယ်ဘာလို့လဲဆိုတော့မနေ့ကပေါ့ဖြစ်ပေါ်ဖြစ်သွားတဲ့ကိစ္စညီမတို့ဆိုင်မှာညီမပေါ့ညီမ short တဲ့အတဲညီမတို့အာဘာလို့လဲဆိုတော့အဲ့တဲက သူလည်းဆွပြောက်သွားတယ်လို့ပြောတယ်ဒါပေမဲ့ तू ကဆိုင်ထဲ तू तू ရှော်ပြီးပြန်သွားပြီကွာအ၄၅နာရီတောင်ကြော်သွားလောက်ပြီ၃နာရီလောက်ခင်းတယ် तू ပြန်သွားပြီပြင်ဆိုင်ကိုပြန်လာတယ် तू ကအာဆိုင်ကိုပြန်လာတယ်ဗောငါတို့ဆိုင်ကိုပြန်လာတယ်ဒီလိုငါတို့ငါတို့ကောင်တာစောင့်တဲ့ကောင်မလေးကို तू ကဒီလိုပြောတာအာအာဗာလဲ तू ကဝင်လာပြီးမှတဲ့အဲ तू က လက်စွပ်လက်ငါလက်စွပ်ပြောက်သွားတယ်နင်တို့ငါလက်စွပ်ယူထားလားအဲ့လိုပြောတာကောင်မလေးကအာအန်ဒီဒီမှာခဏထိုင်ရုံးပြီးအစေးပြောအောင်မယ်ဘာဘာဖြစ်တာလဲဘာပညာပေါ့အာဒါတူကဘတူငါ့ကိုချော်ရလဲတဲ့အဲ့ကောင်မလေးငါလက်စွပ်ခိုးသွားတယ်ဆိုပြီးမှပြောတာအဲ့ဒါနဲ့သူညီမကမရှိဘူးအဲ့ဒါသူတို့ညီမကိုလိုက်ရှာတယ်ညီမကိုလိုက်ရှာတဲ့အချိန်မှာကျတော့ညီမကလာတယ်အဲ့ဒါသူကညီမလာတာ ਉ ညီမညီမလာတာ ਉ သူကချစ်ချင်းညီမကိုလာပြောချစ်ချင်းပဲနော် နေငါရဲ့လက်စွပ်ကိုခိုးထားတာမလားတဲ့သူကညီမပြောတာငါမခိုးဘူးလို့ငါကဘာလို့လက်စွပ်ခိုးရမှာလဲလို့ငါမခိုးဘူး Andy လို့ပြီးရင်ညီမတို့ဆိုင်မှာ CCTV ရှိတယ်လို့ပြောတာအဲ့ဒါတော့ तू ကစောက်ခွေးကိုမဆိုင်ဘူးတိလားဒီလိုပြောတယ်နေငါလက်စွပ်ကိုခိုးရင်ဆိုမြန်မြန်ယူပေးတဲ့ငါ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 တာစစ်တာတဲ့ငါသူလက်စစ်တာတဲ့ तू ကအဲ့လိုပြောတာအော် တမီးကမခိုးဘူးလို့ anti တမီးတို့ CCTV ရှိတယ်တမီးတို့အိမ်မှာလက်တထဲတွေရှိတယ် CCTV ကြည်ကြည်လို့ရတယ်လို့ပြောတာ။နင်ကငါလက်ကိုတဲ့ဒီလိုလှုပ်လိုက်သေးတယ်နော်။ငါတော့မှခိုးနီးမတည်ဘူးတည်လား။ तू तू ပြောမှတည်လား။သူပြောမှသူလောက်ပြမှသူတရုတ်ဆောင်ပြမှနော်တငယ်ချင်းခိုးနီးကိုတိတော့တော့တယ်ဒီလိုမျိုးတဲ့နင်ငါရလက်ကိုတဲ့ဒီလိုနှိပ်နှိပ်ပြီးမှငါလက်စုတော့ဒီလိုဆွဲပြီးနိအိတ်ကထက်ဒီလိုထဲ့ရင်တော့ငါမတိဘူးတဲ့အော် indeed တော့ အန်ဒီအန်ဒီလက်စုတို့ချွတ်တယ်ဆိုအန်ဒီကရိတ်မိမှာဗောတမီတကယ်ရုပ်ချွတ်လို့ရှိရင်လို့ပြင်ပြောလိုက်တယ်ငါလက်စုတကားတဲ့ငါတဲ့နှစ်ပန်းနဲ့ဆယ်တောင်တက်ပြီးပြီလားတကားမှမချွတ်ဘူးจุดလည်းမจุดဘူးတဲ့အရင်ခိုင်တယ်လို့လည်းပြောတယ်တဲ့သူလက်စုတာအာအဲ့ဆိုဟုတ်ဟုတ်ပါပြီ CCTV ကြည့်မယ်လို့နီခိုးတယ်ဆိုမြန်မြန်ယူပေးတော့ငါရဲခေါ်ပြီးတဲ့သူကညီမအဲ့လိုပြောတာအေးခေါ်လို့ပြင်ညီမညီမတသေးညီမခေါ်တာဗော ညီမကိုလက်စခိုးတယ်ဆိုပြီးမှပြောနေတယ်။လာရှင်းပေးအောင်ဆိုပြီးမှတထေက CCTV ကြည့်လို့ရတယ်ဆိုပြီးမှညီမအဲ့ဒါတော့ तू က CCTV မကြည့်ပဲနဲ့ညီမကိုပြောနေတော့ကျွတ်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 ပြောနေတော့အဲ့ဒါတော့ရဲတယ်မရောက်လာတယ်။အဲ့ဒါကို तू ကညီမတို့ CCTV တော့ကြည့်တယ်။ तू तू လက်စတာ तू တက်ပြီးမှပြန်သွားတယ်ပေါ့ CCTV ထဲမှာညီမတို့လည်းမချွတ်ဘူးပြီးရင် CCTV ထဲမှာ तू လက်စ तू မျက်နှာမှာကြားလည်းမသိဘူး။ အဲ့ဒါကိုသူ့သားကအဲ့ဒီချိန်မှာရဲကရောက်လာပြီးမှသူဘူးမသိပါမသိအနာပြတာပေါ့ညီမပြောချင်တာညီမကအဲ့လိုအတကုံဆွဆွေးနေပြီးမှလည်းညီမကအဲ့လိုမျိုးပေါ့မတောင်းပန်တဲ့အပြင်တော့ဗာလဲဘိုးတော်သူတူနဲ့ပါလာတဲ့ဘိုးတော်တယောက်ကတည်းလို့ပြောတယ်အဲ့ခါမှလေးစိတ်မကောင်းဖြစ်နေအောင်မှာပေါ့တို့တို့ဆွဆွေးထားတာပါပညာတို့ကအဲ့လိုပြောချင်တာအဲ့ဒါတော့အစ်စတာဘိုးတော်ကနော်ဒီလိုပြောတာသူ့ဟာသူပါတဲ့စင်စားတဲ့သူ့ဟာသူပါပဲဝနေဝနေငါတို့နဲ့ ဆောက်ခီးငါတို့ကမဆိုင်ဘူးတဲ့ဆောက်ခီးမဆိုင်နဲ့ပြန်မဲတဲ့အော်အဲ့ဆိုရင်ညီမညီမဆိုရင်ကိုမဟုတ်ဘူးဆိုရင်လုံးဝအထီကိုမခံတာအထီမခံကြွေပကန်တက်မှာညီမပါတယ်ဒီလားပြီးဆိုညီမအတိုင်းရင်သားနော်ပမာစကားလဲရေရေလဲလဲမတက်ဘူးသူတို့ကပမာတယ်ဒါပေမဲ့ညီမကပမာဆိုပြီးမှနာမည်ကြီးတက်ပြီးမှစော်ကားသွားတာတိလားကိုကိုမှန်နေတာနဲ့ ခံလိုက်ရတာတိလာနင်တို့တွေပမာဆိုပြီးမှခံလိုက်ရတာတင်ခန်းစာပေါ့တင်ခန်းစာယူကြနော်တိလာလောက်ကိုင်းမှနေပြီးမှလောက်ကိုင်းမှနေပြီးမှပမာဆိုရင်အမလေးတိလာကိုမှန်နေတော့ကိုမှားတယ်တော့တိလာပြောချင်လို့ပြောတာမဟုတ်ပါဘူးပြင်ဆိုရင်အပြင်သွားတယ်ပြင်ညီမပြောတယ်နော်ငါမခိုးဘဲနဲ့ငါ့ကိုခိုးတယ်လို့ပြောတယ်တဲ့ညီမအဲ့လိုပြောတယ်အဲ့ဒါအဲ့ဘိုးတော်ကနင်ကအဖွားကြီးပြောတဲ့စကားနဲ့ ဘာလဲလူနှုတ်လူငယ်ဖြစ်မှမဘာလို့အဖွားရင်းနဲ့ရှင်နေရလဲတဲ့အဲ့လိုပြောတာအေးညီမလဲညီမလဲอืมဘာမှမပြောအဲ့ဒါနဲ့တထည့်ကသူ့ကိုပြောတယ်အာနင်ကလဲကလေးကလေးတွေနဲ့ဘာလို့အဲ့လိုမျိုးကလေးရဲ့စကားကိုနားထည့်ထည့်မနေနဲ့တထည့်ကသူ့ကိုဆွဲတော့တယ်သူကညီမအော်အော်တယ်အာငါနှစ်ရောတဲ့နှစ်ချက်လောက်လိုက်ရမလားတဲ့အဲ့လိုပြောတာညီမကိုကန်လို့ပြောတာပေါ့နော်ညီမပြော ငါလုတ်လုတ်လုတ်လေလို့နေစစ်တာနေကိုနေစစ်တာဆိုပြီးမှအာနာပြပြီးငါတို့နှိမ်ချင်တာလားလို့ပြောတယ်ဟုတ်တယ်ငါစစ်တာငါတို့အမျိုးတွေစစ်တာငါတို့သူလည်းစစ်တာပဲနင်တို့နှိမ်ချင်တာဘာဖြစ်လဲတဲ့သူကအဲ့လိုကြီးပြောတာတော့တိလားအဲ့ဒါတော့ CCTV ကြည့်ပြီးတော့ပြီနော်တငယ်ချင်းနော်ငါတို့မခိုးဘူးဆိုတဲ့အကြောင်းကိုငါတို့တက်တယ်ရှိပြီးတာကြီးကိုငါတို့နှိမ်သွားတာတော့โอ้ตะแกเนนโนเนนอจ๊ะๆติติทาโกสายมา CCTV ไม่ရှိရင်လဲတိတိထားနေပါ ကိုမခိုးရင်တော့မကိုခိုးတယ်ဆိုပြီးဆွတ်ဆွဲပြီးမှဖမ်းသွားမှာဒီလားအဲ့ဒါကိုသူကဒီဒီပမာမတွေဒီပမာတွေကငါတို့ဘာမှမလုပ်နိုင်ဘူးဆိုပြီးမှငါတို့ငါတို့ကအကြိုက်တယ်လို့နှိမ်လို့ရတယ်ဆိုတက်စိတ်နဲ့ညီမကိုနှိမ်သွားတယ်ကွာကိုဖဲကမှန်နေတော့မှနှိမ်ခံရတာတခြားနိုင်ငံမှာတွားလောက်တာလည်းမဟုတ်ကွာကိုမြန်မာနိုင်ငံนี่မှာကိုသူတို့ရဲ့သူတို့ပိုင်တဲ့နယ်မြေမှာဗောဒါပေမဲ့မြန်မာနိုင်ငံတဲ့လေနော်အဲ့ဒါကိုခံလိုက်ရတာတိတာ အနာပြပြီးမှကိုလှုပ်သွားတာကိုကမှန်နေတောင်းမှားတယ်လို့ဖြစ်သွားတာတထဲတော့ဝင်ကာပြီးပြောပါတယ်ညီမတို့ဖက်မှာပြီးရင်တထဲကပြောပါတယ်နေတော့စိတ်ထဲမှာထားနေအဲ့ကောင်တော့မားငါ့ကိုကောင်းကောင်းပြောပြီးညီမတို့တော့မှသူလှုပ်ဖို့ရွယ်ထားတာတိလားညီမကလှုပ်ချင်တာသူပြောတာနှစ်ခါလောက်တော့ရှိငါနှစ်ကိုလှုပ်လိုက်မှာတဲ့ညီမလည်းလှုပ်လို့ပြောလိုက်တယ်ညင်ညီမမောင်လေးတယ်လည်းရှိတယ်တငယ်ချင်းတယ်လည်းရှိတယ်ပါမှကိုမကြောက်တာသူလှုပ်ရင်လဲကိုကဘာမှမလှုပ်နိုင်လဲပြန်လှုပ်ဖို့လဲအစင်တင့်လှုပ်ထားပြီးသား तू อ่ะညီမောင်လှုပ်ဖို့လဲစင်တစ်လှုပ်ထားတာသူကညို့လှုပ်တာတိတိနေပြီတိလိုအောင်ဖြစ်နေပြီညီမလည်းမရှောင်ဘူးညီမလည်းပြန်ကျင်ဆိုင်နေသူ့ကိုလှုပ်လေလို့ညီမလည်းအဲ့လိုပြန်ပြောတယ်နောက်ပိုင်းဆိုရင်တထဲကညီမကိုတငယ်ချင်းနဲ့ဆွဲပြီးအထဲတွင်းနေအဲ့အဘိုးတော်အပြင်ခေါ်ထုတ်တယ်ပြင်သူတို့ကပြန်တော့တယ်ဒါပေမဲ့ညီမအရေးကြီးပြောချင်တာတစ်ခုရှိတယ်ညီမတို့တော့ လောက်တတန်းနဲ့နေတာမဟုတ်တော့ဘူးစပင်းရဆိုင်မှာပြဿနာဆိုတာလုပ်ငန်းတိုင်းမှာပြဿနာဆိုတာရှိတယ်ဒီလိုပြဿနာတက်တက်မွမွားလေးတွေလည်းရှိပါတယ်ဒီလောက်ဒီလောက်ထိစိုးပြီးမှအာနာပြပြီးမှလေကိုမှန်နေနားနဲ့ကိုခံနေရတဲ့အဖြစ်မျိုးတခါမှမကြုံဘူးเนาะတကယ်ရှင်းเนาะပြီးရင်ကိုရေငှက် ပြက်နေတဲ့လူထဲမှာမပါဘူးတည်လားအဲ့ဟာကြီးကိုခိုးပြီးမှစားရတဲ့လူလည်းမဟုတ်ဘူးလှုပ်စားနေငါလှုပ်လှုပ်စားတာမဟုတ်ဘူးဟုတ်တယ်တက်လှုပ်လှုပ်စားတာငှက်လှုပ်လှုပ်စားနေတာမဟုတ်ဘူးတို့တို့သူတို့သူတို့ကတည်လားငါတို့ကငှက်လို့ဒီကိုယောက်လာတယ်အဲ့လိုစိတ်နဲ့ပြင်ပမာမပမာဆိုပြီးစိတ်နဲ့ညီမကတိုင်းရင်သူတို့ကပမာတယ်တည်လားဒါပေမဲ့သူတို့ကအချင်းချင်းနေတော့ဒီပမာမတယ်လည်းပဲစွဲယူထားတာညီမတိုင်းရင်သူဖြစ်ဖြစ်ပါပဲဖြစ်သူတို့ကခယူမဆိုင်ဘူးတည်လည်းမတည်ပါဘူးသူတို့ဒါပေမဲ့ပမာတွေကအာဟွာဖြစ်တဲ့တရားဖြစ်တယ် နေတော့လဲတိမှာပါလောက်ကမ်းမှာနေတဲ့လူတွေအားလုံးကပမာဆိုအရင်နှိမ်ကြပမာတွေနှိမ်တာသူကနှိမ်ပြီးပြောတာပေါ့တကယ်ချင်းတွေလဲတတိထားကြပါကိုဆိုင်မှာ CCTV မရှိရင်တောင်မှကိုအက်တဲကပါပါလာတယ်ဆိုတာတေချာကြည့်တာဒါကညီမတို့ခံလိုက်ရတဲ့တဲ့တဲ့နော်ညီမကခံလို့ပြန်ပြီးပြောပြတာပါရှင်ဘာလို့လဲဆိုတော့အသက်တွေရှိနေတာတောင်မှခံလိုက်ရတာနော်ဟုတ်တယ်ဟုတ်တယ် င်ငန်းသားအာအနာရှိတဲ့လူတိုင်းကအာနာပြချင်နေကြတယ်နော်တင်ငင်းချင်းနော်မလွယ်မလွယ်မလွယ်ဦးတည်းလားလောက်ကိုင်းစားတောက်ရတာလုံးဝမလွယ်ဘူးအရေးတက်မှာအတဲတဲမရှိလူတွေကပါတဲ့ကြားမှာတိလားဟုတ်တယ်ဟိုအရင်ခံရတယ်တင်ငင်းချင်းတို့ရဲ့ပမာဖြစ်ပြီးမှခံနေရတာကိုပြောပြတာနော်နေတော့လဲကြက်ကြက်တတိထားနေပမာဆိုပြီးမှနှိမ်ချင်တာတွေပြောချင်တာတွေဆွတ်ပြောချင်တာမခိုးပဲနဲ့ခိုးတာလေးလေးပြောတယ်အမလေးနော်တင်ငင်းချင်းတွေကြက်ကြက်တတိထင်းနေရပါလို့ စပယ်အထူးတစ်ဖြစ်စပယ်ညက်ဆိုင်မနေတဲ့လူတွေပေါ့อืมဟုတ်တယ်လက်ပွန်းသတိနေရတာဟုတ်သူတို့နဲ့သူတို့လက်တွေနှိမ့်လိုက်သူတို့ခေါင်းတွေနှိမ့်လိုက်ဟာနှိမ့်ရတဲ့ခါကျတော့သူတို့ CCTV မရှိတဲ့ဆိုင်ဆိုပိုတော့ဆိုးတယ်ပိုရှိုက်ဆိုင်ကြမှာလက်တွေပါတယ်အဲ့လိုမျိုးကြွတ်ညီမတို့ဆိုင်မှာ CCTV ရှိတာတောင်တက်တေးရှိနေတာတောင်ညီမတို့စော်ကားသွားတာပါရှင်เนาะ ဟိုဗါလဲကိုရာပမာဖြစ်တော့ခံလိုက်ရတာပေါ့အေး CCTV ဒါမရှိဘူးတို့ကပြန်ပြဆရာမရှိဘူးဆိုတော့မှအဲ့နေရာကိုတော့မတ်တက်တယ်တတ်သွားနိုင်တယ်နော်တကယ်ရှင်းနော်အဲ့လိုပုံစံနဲ့နော်အခုလောက်ဆိုဒီလိုတော့လိုက်တော့လွတ်နိုင်မှာမဟုတ်ဘူးထောင်းထောင်းရောက်နေတော့ပြီထင်တယ်အခုလောက်ဆိုမြင်ရမှာလည်းမဟုတ်တော့ဒီ CCTV မရှိဘူးဆိုညီမကတော့ခွန်ခေါ်တော့နေတော့ပြီလာတကယ်ပြောတာ CCTV ရှိနေတော့တက်စော်ကားတော့တာနော်တငယ်ချင်းတို့နော်တို့ရှင်းပြလိုက်ကြပါသွားပြီလားအောင်မင်းလိုက်တော့နေတော့ခရူးဆိုင်ကြပါ CCTV မရှိတဲ့လူတွေခရူးဆိုင်ကြပါလို့ဘိုင်ဘိုင်